အရာရာကိုဆုပ်ကင်ထားပြီးတဲ့နေ့မှာသွားရတာလည်းမလွတ်လပ်နေရတာလည်းမလွတ်လပ်ဖြစ်တာမျိုးတွေတွေ့ကြလိမ့်မယ်။အဲ့ဒီမလွတ်လပ်ခြင်းတွေကို ပြန်စဉ်းစားကြည့်လိုက်ရင်တခုခုကိုညှိကပ်နေတာဆိုတာသွားတွေ့တယ်။ညှိကပ်မှုကလည်းအများကြီးရှိတယ်။လူကိုညှိကပ်တာလားအလုပ်ကိုညှိကပ်တာလားနေရာကိုညှိကပ်တာလားအများကြီးရှိတယ်။အဲ့ဒီညှိကပ်မှုတခုခုရှိနေရင်သူက စိတ်ကမလွတ်လပ်တော့ဘူးနောက်ဆန်တင်းတယ်လို့ခေါ်တယ်နောက်ဆန်တင်းတဲ့စိတ်နဲ့ဆိုလို့ရှင်အမြဲတမ်းလေးလံတဲ့စိတ်ကိုပဲရလိမ့်မယ်ပေါ်ပါတဲ့စိတ်ကိုရကျင်တယ်ဆိုရင်တော့နောက်ဆန်တင်းတဲ့အရာမျိုးမရှိအောင်လေ့ကျင့်ယူရတယ်ကို့မှာဘဝပြစ်တည်လာတာဖြစ်တဲ့အတွက်ကြောင့်ရှောင်လို့မရဘဲနဲ့တော်ဆက်ထားသောအမျိုးများဥပမာသာသမီမိဘစသည်ဖြင့်ဒီလိုတော်ဆက်ထားသောအရာတွေ ရှောင်လွဲလို့မရတာရှိပေမဲ့ပေါင်းသင်းဖို့လိုအပ်တာမလို့ပေါင်းသင်းထားတဲ့အပေါင်းသင်းတွေရှောင်လွဲလို့မရတာရှိပေမဲ့အများကြီးတွေ့တာထားတာကြတော့အစိတ်တောက်ဖြစ်တယ်။သူမရှိလဲကိုဖြစ်ရမယ်ဆိုတဲ့စိတ်မျိုးနဲ့ယက်တီနိုင်ရတယ်။အဲ့ဒါကိုလွတ်လပ်တဲ့စိတ်လို့ခေါ်တယ်။အဲ့ဒီလွတ်လပ်တဲ့စိတ်နဲ့ဆိုလို့ရှိရင်ဘလောက်ပဲတန်ရောစဉ်ကြီးကြီးအဓိကအရာကိုရွေးချယ်တော့မယ်ဆိုရင် အရေးအကြီးဆုံးအရာတွေကိုသာရွေးချယ်ပြီးလှုပ်တက်တယ်။ညှိကနေခြင်း၊တွဲတာနေခြင်း၊မစွန့်လွတ်နိုင်ခြင်းဆိုတဲ့အရာတွေမရှိတော့ဘဲနဲ့လွတ်လွတ်ကျွတ်ကျွတ်ဆုံးဖြတ်တယ်၊လွတ်လွတ်ကျွတ်ကျွတ်လျှောက်တယ်။အဲဒီလိုကိုလျှောက်လို့အောင်မြင်သွားတော့မှကိုကြည့်ကျင်တဲ့သူကိုပြန်ကြည့်မှပန်းတိုင်မရောက်သေးဘဲနဲ့ဟိုတစ်ခုနဲ့လည်းနှောင်ဖွဲ့ဒီတစ်ခုကလည်းချီနှောင်ထားမလွတ်လပ်တော့ရှေ့မရောက်ကြတော့အဲတော့လူတွေကိုလည်းတအားကြီးတွေ့တာမထားပါနဲ့ ိုမရှိလဲသူတို့ဖြစ်ပါတယ်ငါရှိမှဖြစ်မယ်ငါမရှိလို့မဖြစ်ဘူးဆိုတဲ့စိတ်တွေပေါ့မမွေးပါနဲ့မလွတ်မကျော်စိတ်တွေဖြစ်တယ်တည်တဲ့အခါလဲဖြောင်းဖြောင်းမသေးနိုင်ဘူးဘာကိုမှလက်မလွတ်နိုင်ဘူးကိုအရာလဲကိုပါဒီအရာလဲကိုပါအကုန်လုံးကိုကိုကိုတိုင်ကိုကဆွဲချီထားမယ်ဆိုရင်တော့မလွတ်မလပ်စိတ်နဲ့သာသွားနေရမယ်လက်မလွတ်နိုင်ဘူးသိုးနေတဲ့သူလဲလက်မလွတ်နိုင်ဘူးကောင်းနေတဲ့သူလဲလက်မလွတ်နိုင်ဘူး ਨੇ သွားတော့ တနေ့ဖောက်ပြန်မှုတွေနဲ့ကြုံတဲ့အခါခံစားရတဲ့သူကကိုယ်ပဲအဲဒါကြောင့်အရာရာကိုပြစ်ဆုံးပါမာတာရှုမြင်သုံးသပ်ထိတွေ့ပြီးတော့အမြဲတမ်းအနာဂတ်တွေဆွဲခေါ်မသွားနဲ့ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေကိုယ်နဲ့အတူပါလာလိမ့်မယ်။ပြိုင်တူပြေးနေတဲ့အရာများကိုယ်နဲ့အတူပါလာလိမ့်မယ်။မပြေးဘဲရက်နေတဲ့အရာများကြံခဲ့ပါစေ။လက်လွတ်နိုင်အောင်ကြိုးစားရတယ်။ အဲ့ဒါမြတ်စွာဘုရားဆုံးမတဲ့နေနည်းပါပဲ။ဘာကုမမညိမတွဲမညိမကပ်ဖက်နဲ့နေနိုင်တဲ့သူတွေဟာလောကီအတွက်ပဲဖြစ်ဖြစ် လောကုတ္တရာအတွက်ပဲဖြစ်ဖြစ်အောင်မြင်ကြတယ်။ ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဓမ္မ channel လေးကနေ live လဲနေတွေ့ဆိုအကျိုးဆုံးလိုက်ပါတယ်ဒီ channel လေးမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမများနဲ့တရားတော်များကိုပူဇော်တင်ဆက်ပေးတော်မှာဖြစ်ပါတယ်ဒီ channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိတ်အာဝါဒအောက်မှာတည်ရှိတာဖြစ်ပါတော့ကြောင့်ကြောက်စီလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါခင်ဗျာ